လေးစုတက်ပုံထင်ရမြင်ရရှောက်မပြောတော့နားမထောင်နဲ့လေးစုတက်ပုံဒါမှပြောရှင်းလိုက်မယ်တော့လေးစေဒီရလေးစုတက်ပုံမျက်ရွှေတကုံလေးစုတက်ပုံမျက်ရွှေတကုံကိုမျက်ရွှေတကုံပုံတော်ကိုအထယ်ကိုပြုတ်၍တင်ပြသွားပါမည်။ဒါဆိုအဲ့ဒီအချိန်မှာ သာသနာ့ဌာနကအကြီးဆုံးပုဂ္ဂိုလ်ကနဲ့သူကသွန်တင်းငွေနေအဲ့ပုဂ္ဂိုလ်အညွန့်ညွန့်ကြီးကလည်းရောက်နေဥလုံမော်လည်းရှိနေမျက်ရည်ကျသွားတယ်ပုဂ္ဂိုလ်ကတပည့်တော်တတ်ချုပ်ကြီးကမေးတယ်တဲ့ အဲ့ဒီဖရား64စုအဲ့ဒီမြေဟိုနေ8000ကမဂ္ဂင်7ပါလို့ဒီလိုပြောလိုက်တာပြောဆိုထုတ်ပြရတယ်အထတိဒိုင်ဒိုင်ထုတ်ပြရတာခင်ဗျားတို့ထုတ်တဲ့စာအုပ်ပဲဒါနိုင်ငံတော်နာဝရအစိုးရထုတ်တဲ့စာအုပ်ရောက်ရမှာအထတိနာမုတ်တိရော64စုဟာကဘာကလေကဘာအဲ့ဒီကဘာဒီကဘာမှာဖရား9စုပွင့်တယ်တိပိသတာကာကုသံဂောနာဂုံကတ္တဗဂောရမအရမတိကမပွင့်သေးဘူးဖရားနော်ဖရား4စုဖရား4စုပွင့်ပြီးသွားပြီဖရား4စုပွင့်သွားပြီးတော့ ကဘာကြီးတစ်ခုမှ၄ပုံပုံတယ်။ဘယ်နှပုံပုံလဲ။၄ပုံပုံတယ်။တန်ဝတ္တကတန်ဝတ္တထာကြီးဝိဝတ္တကဝိတ္တထာကြီးကက်ကြီး၄ပါးရှိတယ်။ဘယ်နှပါးတယ်လဲ။ကဘာပြက်နေတယ်ကဘာပြက်တာတည်တယ်ကဘာပြုတ်တယ်ပြုတ်တဲ့အတိုင်းတည်နေတယ်ခုပေါ့။တန်ဝတ္တတန်ဝတ္တထာကြီးဝိဝတ္တဝိတ္တထာကြီး၄ခုရှိတယ်။အဲ့ဒီ၄ခုမှာတစ်ခုတစ်ခုမှာအန္တရကတ်လို့ခေါ်တဲ့ကတ်64ကတ်ရှိတယ်။ ဘယ်လောက်ရှိလဲ64 64နှစ်လီ128 128လီ256မလီတော်တင်ချရဲမိကုန်64လီလီ100 256ဗါတယ်လေ256 16 16လီဖြစ်သွားတယ်16 16 16ဟော64 64လေးကဟုတ်ရင်နော်တကအန္တရာကတ် 64ကတိအသင်ရှိရကတကအသင်ရှိရက၄ကတိတကပါဟုတ်ရောအဲ့256ကရှိတယ်တတ်တကပါအဲ့တော့256ကမှာခုနဖရားသုံးစုပွင့်သွားပြီဖြစ်ချင်းညာ၄၄ဘုံဘုံတဘုံတတ်မှတ်လိုက်တယ်၃ဖရား၅စုရှိတာ၅စုပွင့်မဲ့ကပါ၁၄ ဒါကြောင့်လေးစုတက်ပုံမျက်ရွှေတကုတ်ဒါပြောတာအဲ့ဒီအတင်ကြီးကလေးကတည်းမာကတကဒါတေချာရှင်းတာငါဟောမှာတော့အဲ့တော့အန္တရက64က64ကဤရွှေတုံဘုရားကြီးသည်ကကုတံဂေါဏကုံကတ္တပဂေါရမဖြစ်ခြင်းကြောင့်အန္တရက64ကကာလပလုံတီးပါစေသတည်းလို့ရည်ရွယ်ခဲ့တာအဲ့တော့ဥလူမမြဲကြပြီတာရုခေါ်တယ်ဒီနာပဲအဲ့ဒါဘုရားကြီးထုတ်ပြရတယ်တွေ့လားပါအန္တရက64က၄စုသောဘုရားဖြစ်ခြင်းကြောင့် လေးစုတတ်ဖို့မျက်ရွှေတကုံမှာအဲ့ဒီ64 64 64လေးခုမြောက်ဖျား